မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာရဲ့မိတ်ဆွေတို့ဆရာကဒီတစ်ခါမှာတော့2025ခုနှစ်3လပိုင်းမတ်လအတွင်းမှာတနင်္ဂနွေသတမီတွေအတွက်တလဆာရှောင်းရံဆောင်းရံအတွက်ကံကြမ္မာဟောစရမ်းနဲ့ရရရာတွေကိုဆရာကဖော်ပြပေးမှာဖြစ်ပါတယ်ခင်ဗျဒါကြောင့်တနင်္ဂနွေသတမီမိတ်ဆွေများပါရင်ဆရာကိုဘယ်ကနေကြည့်နေရလဲဆိုတာလေးကိုအမှန်ပြခဲ့ပါအောင်ခင်ဗျတနင်္ဂနွေသတမီတွေအားလုံးအတွက်ဆရာတလဆာဟောကြားပေးမှာဖြစ်ပါတယ်ခင်ဗျနော်ဒီ2025ခုနှစ်3လပိုင်းအတွင်းမှာဆိုရင်တနင်္ဂနွေသတမီမိတ်ဆွေတွေဟာ မိတ်ဆွေတို့ရဲ့လက်ရှိစိတ်ထဲမှာခยีသွားကျင်တဲ့စိတ်တွေလက်ရှိနေရာကနေပြီးတော့အပြောင်းလဲဖြစ်ရှင်နေတာမျိုးခยีသွားကျင်တဲ့စိတ်မျိုးတွေဖြစ်စေတနည်းအားတစ်ခုခုကိုပြီးတော့ယုံကန်ထွက်သွားကျင်တဲ့စိတ်လက်ရှိနေရာကနေမပြောဘဲနဲ့အလုတ်ကနေပြီးတော့ခยีသွားရင်ကောင်းမလားဘယ်နေရာကိုသွားရင်ကောင်းမလဲဆိုတဲ့အရာမျိုးတွေတွေးခေါ်နေတော့စဉ်းစားနေတော့ကာလာဖြစ်ပြီးလက်ရှိရှိနေတဲ့နေရာမှာမိမိနေနဲ့ ဟိုဆွမ်းနာလို့ပေါ့အပြောင်းလဲလေးတွေပြောင်းဖြစ်စေစိတ်မပြောမရှင်ဖြစ်ရတာမျိုးကြောင်းဖြစ်စေလုပ်ငန်းရာထူးနဲ့ပတ်သက်ပြီးတော့အပြိုင်ဆိုင်တိုက်ခိုက်များတာမျိုးလေးတွေကြောင်းတော့ဒေချာတဲ့လက်ရှိနေရာကနေအခြားတနေရာကိုပြောင်းလဲသွားခြင်းနဲ့စိတ်ရုံထွက်သွားခြင်းနဲ့စိတ်တွေဖြစ်ပေါ်နေတော့လာဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ ဒီလာတာတော်တွေမှာကျမ်းမာရေးနဲ့ပတ်သက်လာရင်ဘာမှဆူဆူဝါဝါမရှိပါဘူး။ငဘောကကျမ်းမာရေးညံ့တဲ့မိတ်ဆွေများရှိလို့ရှိရင်အဲဆရာသမားကောင်းစေဝါကောင်းနေနဲ့တေချာကိုကုပါ။ဒါဆိုရင်မိမိအနေနဲ့မပြောက်ဘူးလို့ထင်ထားတဲ့မိတ်ဆွေများတော့ကျမ်းမာရေးကောင်းလာတာမျိုးနည်းနည်းလေးကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာဟိုငဘောကနာတာရှည်ရှစ်တဲ့ဖြစ်နေတဲ့မိတ်ဆွေများတော့ကျမ်းမာရေးနဲ့ပတ်သက်ရင်ကောင်းမွန်မယ်လား၊ကံကောင်းမယ်လားနဲ့အဲသမားကောင်းနေနဲ့စုံစည်းရမယ်လားဖြစ်ပါတယ်။အထူးသဖြင့်ကတော့ အဲကျမရင်နဲ့ပတ်သက်လာရင်အစ်အမြင့်နဲ့ပတ်သက်တာမျိုးလေးတွေကြောင့်ခြေလက်အင်္ဂါနဲ့ပတ်သက်ပြီးတော့ထိခိုက်ချနာမှုမျိုးလေးတွေကိုတတိထားဆင်ကျင်ရန်လိုအပ်ပါတယ်အထက်သဖြင့်အမျိုးသမီးများအနေနဲ့ကတော့အသွေးသားနဲ့ပတ်သက်တာလေးတွေအဲအမျိုးသမီးဆိုတော့ယောက်ျားဖောင်စီမိန်းမမိနေဆိုတဲ့အတိုင်းပဲတော့အသွေးသားနဲ့ပတ်သက်တာလေးတွေမှာအဲဒါလေးတွေကိုတော့တာမန်ထက်တော်ပို့ပြီးတော့ဂယူဆိုင်တတိထားဆင်ကျင်ရမယ်လဖြစ်ပါတယ်ခင်ဗျာငွေကြီးနဲ့ပတ်သက်လာရင်တော့ မိတ်ဆွေတို့အနေနဲ့ဒီအပတ်တာတော်တွေမှာဝင်ငွေဟာခရီးသွားစိတ်ရိပ်လေးတွေကြောင့်ဖြစ်စေငွေချင်းနဲ့ပတ်သက်လာရင်ယင်စက်ပစ္စည်းတွေဝယ်ရတာမျိုးတွေကြောင့်ဖြစ်စေခရီးသွားကိစ္စမျိုးတွေကြောင့်သားသမီးကိစ္စမျိုးတွေကြောင့်သို့မဟုတ်ရင်စက်ပစ္စည်းယင်နဲ့ပတ်သက်ပြီးတော့ငွေကြေးအကုန်ကျလေးတွေများရတတ်တယ်ထို့အတူပဲငွေကြေးကုန်တလောက်လည်းပြန်ဝင်လာမယ်လာဖြစ်ပါတယ်အထူးသဖြင့်လက်ထဲမှာဒီလက်ဟာငွေမမြဲသောလဖြစ်တဲ့အတွက်ငွေကြေးနဲ့ပတ်သက်ပြီးယင်းဤလှုပ်ဆောင်တဲ့မိတ်ဆွေများရှေ့တူဆောင်ရလှုပ်ဆောင်မှာအထူးသဖြင့်လုပ်ငန်းကံကံနဲ့ပတ်သက်လာရင်စက်ပ စ္စည်းလုပ်ငန်းတွေအကျိုးပေးပါတယ်ထို့အတူပဲစားသောက်ကုန်လုပ်ငန်းတွေအကျိုးပေးပါတယ်ဆက်တူလုပ်ငန်းတွေအကျိုးပေးပါတယ်အလားကုန်ဆိုင်ရာလုပ်ငန်းတွေစံစီစေးစားဆက်ပစ္စည်းနဲ့ပတ်သက်တာတွေအကျိုးပေးပါတယ်ခင်ဗျထို့အပြင်ဘာသာစကားသင်တန်းနဲ့ပတ်သက်တာတွေရှေ့တူဆောင်ရလှူဆောင်မှအနုပညာဆိုရှယ်မီဒီယာနဲ့ပတ်သက်တာမျိုးလေးတွေတကယ်ကိုကောင်းမွန်သောကာလဖြစ်ပြီးတော့အိုအီချမ်မီဝဲတာမျိုးလေးတွေအားသာကောင်းမွန်ပါတယ်။မြေယာထိုင်ခင်းနဲ့ပတ်သက်တာမျိုးပဲပြောင်းနှံ့အစရှိတာနဲ့ပတ်သက်လို့ဖြစ်စီရွှေ အစရှိတဲ့အရာမျိုးလေးစက်ပစ္စည်းရင်နဲ့ပတ်သက်တာမျိုးဆောက်လုပ်ရေးနဲ့ပတ်သက်တာမျိုးလုပ်ငန်းအဟောင်းကိုတိုးချဲ့လှုပ်ဆောင်တာမျိုးလေးတွေဒါမျိုးလေးတွေနဲ့ပတ်သက်ရင်လက်ထဲမှာငွေထားတာမျိုးထက်တုံဆိုင်တွေ့ဝေမနေပဲနဲ့ရင်းနှီးထားလိုက်တော့လို့ရပါတယ်ဒါပေမဲ့တတိထားရမယ့်အချက်ကလေးတွေကတစ်ဖက်မှာရှိနေပြန်ရော ဘလို့ရှက်နေတော့အဲ့ဒါတပြင်ငွေကြီးနဲ့ပတ်သက်ရင်ကိုယ့်လက်ထဲမှာဝင်ငွေနဲ့ထွက်ငွေဟာမမြဲသောကာလဖြစ်ပြီးတော့မိမိလက်ထဲမှာရှိနေရင်ကိုအလိုလိုခုန်ထွက်ရှင်နေသောကာလဖြစ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်ရင်ကိုယ်မှာမှလက်ထဲထားတာတက်ဘာကောက်တဲ့ထဲထားတာမျိုးသူမဟုတ်လို့ရှိရင်တနည်းအရာကိုထားလိုက်တာမျိုးသူမဟုတ်ရင်ဆရာငယ်လာပြီးထားတာမျိုးဖြစ်စီအဲအတ်ထားတာမျိုးဖြစ်စီရပါတယ်ဒီလိုမျိုးကိုယ့်လက်ထဲမှာငွေဟာလူမြင်မခံနိုင်ဘူးလူတွေ့တာနဲ့ကိုလူမြင်ရင်အဲ့ဒီငွေဟာထွက်တတ်တာမျိုးကိုယ်နဲ့ငွေဟာ အဲနည်းနည်းလေးကန်ကညံ့နေတာမျိုးလေးဂျုံကတက်တဲ့အတွက်ကြောင့်ငွေကြီးနဲ့ပတ်သက်ရင်ဒီဘက်တာတော့ဒီမှာရှိတာငားတာလေးတွေကိုခရီးဆိုင်ပါငွေကြောင့်မုံဝတက်ပါတယ်အထူးသဖြင့်ခရီးသွားကိစ္စနဲ့ပတ်သက်ပြီးတော့ငွေကုန်ကြေးချမရတာမျိုးတာသမီကိစ္စလေးတွေကြောင့်ငွေကုန်ကြေးချမရတာမျိုးနေအဝေးကမိဘသားချင်းဆွေမျိုးမောင်နှမကိစ္စလေးတွေကြောင့်တော့ဒီကြတဲ့ကိုယ့်လက်ထဲငွေရှိနေအဖက်ဖက်ကနေပြီးတော့ငွေကြီးနဲ့ပတ်သက်လို့ရှင်ငွေမမြဲတာမျိုးအဲငွေကြီးနဲ့ပတ်သက်ရင်ဟိုဟိုဆွင့်ပြအနေနဲ့အချောင်းရမျိုးစုံနဲ့ရှားကြံထွက်တတ်တယ်လို့မိတ်ဆွေအနေနဲ့ ဒါလေးတွေကလည်းဟိုအရန်ကြီးစိုးစိုးဝါကြီးကြီးမားမားကုံဆုံးတာမဟုတ်ပဲねအဲကိုနဲ့ငွေဟာလက်ထဲမှာမမြဲတက်တော့အပတ်တာလာဖြစ်ပါတယ်ခမရထို့အပြင်မိတ်ဆွေတနင်းငွေကတမိတွေဟာဒီရဲ့လာအတွင်းမှာဆိုရင်အထူးသဖြင့်ဆိုလို့ရှိရင်အားသာကောင်းမှုနဲ့အလုပ်ငန်းလေးတွေကိုဆက်လက်ပေါ်ပြပေးပါရစေ။ကိုယ်ပိုင်လုပ်ငန်းလှုပ်ဆောင်လို့ရမိစေများရှေ့တူဆောင်ရလှုပ်ဆောင်မှာယာတုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်လို့ရှိရင်ယာတုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်လို့ယာတု အပြောင်းလဲကိစ္စလေးတွေမှာနည်းနည်းလေးစိတ်တိုင်းမကြတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ယာဒူတိုးဖို့ထက်လက်ရှိမှာယာဒူကနေပြီးတော့လုပ်ငန်းဒီယာဒူကြီးဒီအလုပ်ကနေထွက်ပြီးလုပ်ငန်းတက်လုပ်မယ်ဆိုရင်လေချီချီဝဲဝဲတုံဆိုင်မနေပဲနဲ့ကို့မှာပလန်ရှိတယ်အစီအစဉ်ရှိတယ်ဆိုရင်တော့လက်ရှိမှာဒီလာတာတော့ဒီမှာလုပ်ငန်းအပြိုင်ဆိုင်တိုက်ခိုက်တဲ့ကြားကနေအဆင်ပြေနိုးနိုးဆိုပြီးစူးစမ်းနေတာမျိုးထက်ကိုကိုယ်တိုင်ကိုယ့်ရဲ့ပလန်တက်လုပ်ငန်းတက်ကိုအလုပ်တက်ကိုစတင်လှုပ်ဆောင်တင်တော့ လာဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့မိသားစုကိစ္စလေးတွေမှာချစ်တို့ဆောင်ရလှုပ်ဆောင်မှာအမွေရရှိတာမျိုးမိသားစုကိစ္စလေးတွေမှာနည်းနည်းလေးတဦးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေရင်ဖြည့်ချင်းပြီးတော့ဆောင်ရွက်ပါအားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်ပါတယ်အထူးသဖြင့်မိတ်ဆွေတို့အနေနဲ့ဒီလာတာအတော်တွေမှာဆိုရင်အဲမိတ်ဆွေတို့ဟာမိသားစုကိစ္စအိမ်တွင်းရေးကိစ္စတွေ အားသာကောင်းမှာပါလေငကောကယုံကလနာကိစ္စအမှုကိစ္စရင်ဆိုင်နေတဲ့မိတ်ဆွေများဟိုကတော့ဒီလဟာကံကောင်းစီတာမျိုးမိမိကအနိုင်ရရှိတာမျိုးအားသာစီတာမျိုးတွေကြုံရတတ်ပါလေထို့အပြင်အဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်ပြီးလှုပ်ဆောင်တဲ့လုပ်ငန်းလေးတွေမှာရှေ့တိုဆောင်ရွက်လှုပ်ဆောင်တင်တယ်အောင်လဲအောင်မြင်နိုင်တယ်စက်တူလုပ်ငန်းလေးတွေအကျိုးပေးတယ်စားသောက်ကုန်လုပ်ငန်းလေးတွေအကျိုးပေးတယ်ဘတ် ဗကြီးဗဖို့ဗေဒင်ဗေဒတယုတ်ဆောင်အစံကြံအစိုးအကတုခုမအနုပညာနဲ့ပတ်သက်တာတွေရှိလို့ဆောင်ရလို့ဆောင်မှာမိမိကိုမထင်မှတ်ဖဲနဲ့အထက်လူကြီးအကြီးအကဲတွေရဲ့အကူအညီမဆာမှုမျိုးတွေမိမိရဲ့မိဘတို့မဟုတ်ရင်မိမိရဲ့တကြိမ်တစ်ခါကကူညီမှုတဲ့ဦးလေးအတော်တွေကနေပြီးတော့ငွေကြေးနဲ့ပတ်သက်လို့အထောက်အကူဖြစ်တာမျိုးတို့မဟုတ်လုပ်ငန်းနဲ့ပတ်သက်လို့အထောက်အကူပြုတာမျိုးလေးတွေကြုံမတတ်တော့လဖြစ်ပါလေခင်ဗျာ လုပ်ငန်းရာထူးနဲ့ပတ်သက်ရင်တော့ရာထူးတိုးတာမျိုးရာထူး ပြောင်းတာမျိုးတွေမှာတော့ယာထုတိုးဖို့ပြောင်းဖို့အတွက်ဒီလဟာအားနည်းတယ်တကယ်လို့ယာထုပြောင်းရင်တော့စိတ်တိုင်းမကြတာမျိုးတပိုင်းတစဖြစ်တာမျိုးအကြောင်းအရာမျိုးစုံတွေကိုဆော့ဆော့ချူချူမပြောင်းပါပဲထင်းမော့နေတတ်တဲ့လဖြစ်ပါတယ်တို့တော့ပြီးပါခီးမှာတော့အားနည်းပါတယ်ပြီးတွင်ခီးသွားမှာတော့ရှေ့တိုးဆောင်ရလှုပ်ဆောင်မှာပြီးတွင်ခီးသွားနဲ့ပတ်သက်တာမျိုးအလူအတန်းဘာသာရေးဆိုင်ရာနဲ့ပတ်သက်တာမျိုးလေးတွေမှာအားသာကောင်းမှုမြင်မဲ့ ပြည်ပခရီးသွားတဲ့ပတ်သက်တာမျိုးတွေ passport visa လုပ်ငန်းတွေနဲ့ပတ်သက်တာမျိုးလေးတွေမှာနည်းနည်းလေးကိုကိုယ်တိုင်ဦးစီးဦးဆောင်လှုပ်ဆောင်တာထက်ကိုမိတ်ဆွေတဦးတယောက်ရဲ့အကူအညီကိုရယူပြီးလှုပ်ဆောင်တာကပုံမှန်အားသာပြီးတော့ဂံကောင်းပါလိမ့်မယ်အထူးသဖြင့်အရေးကြီးတဲ့မိတ်ဆွေများခရီးသွားမယ့်ကိစ္စတွေမှာနီးလာတဲ့အခါဖြစ်စီ passport visa လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ခရီးထွက်မယ့်မိတ်ဆွေများအနေနဲ့အကြောင်းအရာမျိုးစုံနဲ့ကြန့်ကြာတတ်တဲ့အတွက်ကြောင့်မလို့အရင်ကြီးစိတ်မလိုဘူးလိုအပ်တယ်ဥပမာပေါ့ ဟိုခီးသွားနေပတ်သက်လို့ရှိရင်မိမိအနေနဲ့ဟိုစိတ်ကအပူလွန်နေတာမျိုးလေးတွေထက်အာငါတို့သွားရတော့မယ်အိမ်မက်တီတကယ်ဖြစ်တော့မယ်ဥမာ passport visa နိုင်ငံခြားခီးသွားဒီလိုမျိုးစိုးရိမ်ပူပန်မှုတွေကမိမိကိုအပူတွေဟိုစိုးရိမ်တာကိုဖိတ်ခေါ်လာတယ်လို့ဖြစ်တဲ့အတွက်ကြောင့်မလို့တနေ့ဝင်နေတာသမီးမိတ်ဆွေတွေကဒီရဲ့လအတွင်းမှာဆိုရင်အဲဖြစ်နိုင်လို့ရှိရင်အတိတ်ကိုလည်းခဏတာအနာဂတ်ကိုလည်းခဏတာပြည့်စုံပံမှာတက်တဲ့အဲစိတ်မပူပန်အောင်မွေးမြူပြီးတော့စူးစမ်းတာကပုံမူအားသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့ လာဖြစ်ပါတယ်။ငွေကြီးနဲ့ပတ်သက်ရင်ရှိတာငှားတာလေးတွေအားနေတယ်။ငွေကြီးနဲ့ပတ်သက်လာရင်လက်ထဲငွေထားတာတောင်အားနေတဲ့အတွက်ငွေကြီးနဲ့ပတ်သက်ရင်နည်းနည်းလေးသတိထားဆင်နေရမယ်။အထူးသဖြင့်ငွေကြီးနဲ့ပတ်သက်ရင်လူငယ်တွေပိုသတိထားတင်တယ်။အရှိရေးနဲ့ပတ်သက်ပြီးတော့ငွေကုန်ကြီးကြများရတာမျိုးလေးတွေအရှိရေးကြောင့်ရီးစားလူလူဦးနှုတ်ကျွဲခတ်ဆိုတို့လိုမျိုးအရှိရေးနဲ့ပတ်သက်လာရင် အဲမိမိကိုဟိုအခြေအနေနဲ့ပတ်သက်ပြီးတော့ဇာတိမနိုင်လို့ပြန်လာအောင်ဖြစ်စီအစီရင်နေဖြစ်စီပိုချစ်အောင်ဖြစ်စီဒီလိုမျိုးလေးတွေကြောင်ငွေကုန်ကြေးကြအများရတက်တယ်လို့အဲရီးစားလို့လူဦးလူကျော်ခတ်ဆိုတဲ့အတိုင်းပဲအခြေအနေနဲ့ပတ်သက်လာရင်မိမိကိုတူနဲ့တူတယောက်နဲ့တယောက်အခြေအနေနဲ့ပတ်သက်လာလို့ရှိရင်မိမိမှာအပြိုင်ဆိုင်လေးတွေကြုံရတာမျိုးလေးတွေအခြေအနေနဲ့ပတ်သက်လာရင်စိတ်တိုင်းမကြတာမျိုးလေးတွေကြုံရတတ်တယ်ထို့အတူပဲမှန်ပါတယ်တတိထားရမယ်အခြေအနေနဲ့ပတ်သက်လာရင်မိတ်ဆွေတနေငွေသားသမီးတွေကဒီရဲ့လအတွင်မှာ ကိုကိုညာပြီးတော့ရှစ်ဟန်ဆောင်ပြီးတော့ကိုကိုလိန်သွားတာမျိုးငွေကြီးနဲ့ပတ်သက်လို့တို့မဟုတ်ရင်ကိုကိုရှစ်ပါပဲဆိုပြီးတော့ဟိုစွန့်ရလို့ပေါ့ဟန်ဆောင်ပြီးတော့ငွေရှိရတာမျိုးတို့မဟုတ်ရင်မိမိရှစ်သူတမီးကြီးစားရဲ့အစင်မပြေမှုတွေကြောင့်ကိုကငွေထုတ်ပေးလိုက်ရတာမျိုးလေးတွေကြောင့်လည်းကိုမှအစင်မပြေရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့တော့တရိချားဆင်နေရပါတယ်ထို့ပြင်တမီးကြီးစားတွေအနေနဲ့အဲ အခုခေတ်မှာဆိုဆိုရှယ်မီဒီယာနဲ့ပတ်သက်ပြီးတော့လက်တွေ့ကြကြရှစ်တာကောင်းပါတယ်။ online ဆိုရှယ်မီဒီယာမှာတွေ့ပြီးတော့အာရှစ်အနေနည်းလို့ရှစ်သွားတာမျိုးလေးတွေအဲဒါမျိုးလေးတွေနဲ့ပတ်သက်ပြီးကိုကယုံကြည်လာတဲ့အခါကျတော့မှလားကိုရဲ့ privacy ကိုအဲဆွနှလို့ပေါ့ဟိုချိန်းချောက်ပြီးတော့တို့မဟုတ်လို့ရှင်ငွေတောင်းတာမျိုးလိန်ခံရတာမျိုးတွေဆီအခုနောက်ပိုင်းမှာကြုံရတတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့လက်တွေ့ကြကြမြင်မှယုံပြီးတော့ချစ်တာမျိုးစဉ်းစားတာမျိုးဟာပိုကောင်းပါလိမ့်မယ်ခင်ဗျထို့အပြင်မိတ်ဆွေတို့နေနှင်းုံနေတာတမိမိတ်ဆွေတွေကအရှိရင်နဲ့ပတ်တန်ရင်တော့အဲ ဝေးกว่าနေသူတွေဖို့ကတော့တည်ငောင်းကြရတတ်တယ်ပြအဆက်တွေပြတ်နေသူတွေပြန်လဲအဆက်တွေရရှိတတ်တယ်ပြန်တွေးဖို့မတွေးဖို့တော့မတိကြဘူးတို့တော့အရှိရင်းနဲ့ပတ်သက်လာရင်သတိထားရမှာအရှိရင်းနဲ့ပတ်တိုင်းငွေကုန်ကြီးကြများရတတ်တယ်လို့အရှိရင်းနဲ့ပတ်သက်လာလို့ရှင်မိတ်ဆွေတို့အနေနဲ့သမီးအစားများအနေနဲ့ဆိုရင်တော့အိမ်တော်ပြုခြင်းစိတ်ဆက်ခြင်းလက်ထပ်ခြင်းကိစ္စမျိုးလေးတွေပြောဆိုကမှစိတ်ဆိုးပြီးအဆက်တွေပြတ်တာမျိုးလေးတွေဖြစ်စေအဲ ခยีဝေးထွက်မယ်ဆိုတာမှတယောက်နဲ့တယောက်တူးနဲ့တူးနားလည်းမှုလွဲရမျိုးလေးဖြစ်စီပြဿနာအထင်ပေါ်လေးတွေဂျုံဝတ်တက်တဲ့အတွက်တော့ဒါလေးတွေကိုသတိထားစင်ကြင်ရတနေ့ဦးနေသားသမီးမိတ်ဆွေများအဖို့တော့လိုအပ်ပါတယ်အရှိအာဟာနေစီတော့လာဖြစ်ပါတယ်အိမ်တော်ရှင်များအဖို့ကတော့ဘာမှစိုးရိမ်စရာမရှိဘူး